အခုငလျင်နဲ့ပတ်သက်ပြီးတော့ဗောဗျာသူတို့ပြည်သူတွေရောက်နေတယောက်စွဲမထူနိုင်တော့ရောက်နေတယောက်လည်းမကူနိုင်တော့ဘလိုတွေဖြစ်နေလဲဆိုတော့တောကတွေဝိုင်းနေုံကလွဲလို့စုတ်တက်ပြီးတော့စုတ်တက်ပြီးတော့เนาะမျက်ရည်ဝဲုံကလွဲလို့ဘာမှမကင်နိုင်ကြတော့အဲ့လိုဖြစ် အခုမင်းအောင်လိုင်းအုပ်ချုပ်လိုက်တာ၄နှစ်ကျော်တွင်းမှာလူဦးရေကတဘာဝဘေးနဲ့တဘာဝဘေးနဲ့တော့ဗောနော်သူတို့ပြစ်လို့တေတာနဲ့ဟိုဘက်ဒီဘက်ပြစ်လို့ခတ်လို့တေတာနဲ့ဆိုရင်၄နှစ်အတွင်းကိုလူဦးရေနှစ်သိန်းပတ်ချလဲတော့သွားပြီထင်တယ်ထောင်ကျတဲ့လူကလည်းပိန်းကနန်းလောက်ရှိတယ်တေတဲ့လူကလည်းပိန်းကနန်းလောက်ရှိတယ်နေတိုင်းနေတိုင်းမျက်ရည်နဲ့မျက်ခွက်မပြတ်တဲ့တိုင်းပြီး နေတိုင်းနေတိုင်းသွေးသိမ်းရှင်ရှင်ထွားပြီးတော့သွေးသိမ်းပန်းနေတဲ့တိုင်းပြည်အဲ့လိုတိုင်းပြည်မှာကျွန်တော်တို့ခမားတို့လူဖြစ်ရတာလဲအင်မတန်ကိုကန်ဆိုးလို့ပဲတဘာဝဘေးကဒဏ်ခတ်တယ်ပဲပြောပြောမင်းဆိုးမင်းညစ်ကြောင်းပဲငလျင်လှုပ်တယ်ပဲပြောပြောဒါစင်ရင်သိမိလို့ထင်တယ်နော်အခုတိုင်းတစ်ပါးကလာပြီးကယ်ဆယ်တဲ့အဖွဲ့အစည်းတွေလာပြီးသိရှက်ဖို့ကောင်းတယ်ရှက်ဖို့ကောင်းတာဘယ်လိုလဲဆိုတော့သေးပေါက်တဲ့ နေရာကအစချီးရတဲ့နေရာကအစအားလုံးကနှိမ့်ကြတဲ့နေရနေသားတွေမှာပဝင်းကျင်ကြီးကမြင်ပြီကဘာကြီးကမြင်ပြီမြန်မာဆိုတာဒါလားဆိုတာကြီးကဝင်းဝင်းကြီးပေါ်ပြီနော်ချီးပါစရာနေရာမရှိသွေးပေါက်စရာနေရာမရှိအထူးသဖြင့်ဟိုကမလေးရှားလိုနိုင်ငံကလူတွေလာလို့ရှိရင်သူတို့ကအစ္စလမ်ဘာသာတွေဆိုတော့အများစုကလားသွေးပေါက်ပြီးရင်လက်ထိတ်ကလေးကိုရေးစေးတယ်အဲ့ဒါတွေဆိုလို့ရှိရင်ပို့ပြီးတော့သူတို့တွေခက်ခဲကြုံမှာကဲကူကြီးလာပြီးကူကြီးတဲ့သူဟာအစား ဒုက္ခပြန်ရောက်နေရပေါ့နော်အိစရာနေရာကအစအကုန်လုံးကဲရတော့ကဲရနေမှာပဲပေါ့ဒါပေမဲ့ခုပတ်ဝန်းကျင်ကအခုလိုဂျပန်လိုနေရာမျိုးမှာသွားကဲရတယ်ဆိုလို့ရှိရင်အစင်တန်းရှိရှိကဲလို့ရတယ်ကွာမြင်တယ်မသိအဲ့လိုပြောချင်တာအခုဆိုရင်မြန်မာပြည်ကိုသွားပြီးကဲတဲ့သူတွေကြည်လိုက်အောင်တော့ဘလောက်တောင်ဒီပြားလာလို့ရှိရင်မြန်မာဆိုတာဒါလားဆိုပြီးတော့ကိုယ့်လူမျိုးတွေတော့ပိုအနှင်ခံအောင်မယ်တကယ်တမ်းနေလားငါလားတဘာဝဘေးနဲ့လည်းတွေ့ရောဟုတ်လားဘုံကြီးเจ้าနေလည်းပြူတာပဲ ဟုတ်လားဒါတွေကဖြစ်ပြီးပြစ်မှာပါသင်္ခါရတရားတွေပါစိတ်ခိုင်ခိုင်ထားပါဆိုတော့ဘုံကြီးတွေလည်းငုံမဲမဲတွေဖြစ်ကုန်တာပဲအဲ့တော့သွေးစိမ့်ပန်းနေတဲ့သွေးစိမ့်ပန်းနေတဲ့ကျွန်တော်တို့တိုင်းပြည်မှာနော်ဒီလိုဘယ်တော့မှသွေးတွေခြောက်မှာလဲဘယ်တော့မှမျက်ရည်တွေတိတ်မှာလဲဘသူကြောင့်မျက်ရည်တွေတိတ်မှာလဲဘသူကြောင့်မျက်ရည်တွေထွက်နေတာလဲအားလုံးလည်းသိပါတယ်သိတဲ့အခါကျတော့လက်ရှိလက်ရှိဟုတ်လား ဘယ်လိုပြောမလဲတနက်ကင်တိုင်းတနက်ကင်တိုင်းတိုင်းပြည်အုပ်ချုပ်လို့ရတဲ့ခေတ်လည်းမရှိတော့ဘူးအင်အားကြီးတိုင်းတိုင်းပြည်ကိုအုပ်ချုပ်လို့ရတဲ့ခေတ်လည်းမရှိတော့ဘူးအင်အားကြီးတိုင်းတိုင်းပြည်ကိုအုပ်ချုပ်လို့ရရေးဆိုလို့ချင်းကဘာပေါ်မှာအာဏာရှင်တွေကြီးပဲလက်နက်ရှိတဲ့ကောင်အာဏာရှင်ဖြစ်ကုန်မှာပေါ့ဟုတ်လားအဲ့ဒါကြောင့်မလို့လက်နက်ရှိတိုင်းကြီးဆိုးလို့မရတော့ဘူးဆိုတာသိတဲ့ခေါင်းဆောင်ပိုင်းတွေကနည်းနည်းအလျှော်ပေးသင့်တယ်လို့ထင်တယ်ကျုပ်တို့လူငယ်တွေကျုပ်တို့ပြည်သူတွေမသေးသေးမသေးမဖြစ်တင်တာတွေဖြစ်ဟုတ်လား ရေဘေးဆိုလဲကြည်လိုက်哦အတုံယုံဟိုနေရဘောလို့ဒီနေရဘောလို့နိုင်ငံလုံးပုတ်စော်နေနန်းလို့စေဘေးဆိုလဲပုတ်စော်နေနန်းလို့အခုငလျင်ဖိတဲ့ပုတ်စော်နေနန်းလို့အင်မတန်မှနန်းစော်နေတဲ့တိုင်းပြည်ကိုဘလို့များဘလို့စိတ်ကူးနေများဘလို့အုံးဘလို့ရွေချက်တင်နေများဆက်သွားကြမလဲသူမလျှော့ဘူးမလျှော့သူ့ဘက်ကလည်းငါပလင်မော်ထိုင်းနေတဲ့ကောင်လျှော့တရားမလို့ဘူးဒီဘက်ကအဖွဲစည်းကြီးကလည်း ဟုတ်လားငါတို့မှပြန်မတိုက်လို့ရှိရင်ဒီအဖွဲ့စည်းကတစ်လုံးငါတို့ကိုကျုံပြုတ်နေမှာပဲဆိုတဲ့အသည့်တွေနဲ့တစ်ဖက်နဲ့တစ်ဖက်မလျှော့တော့စိတ်ထားတွေနဲ့တင်းမာနေကြမယ်ဆိုရင်တော့ဒီတိုင်းပြည်ကပုံစော်တွေနဲ့ညှီစော်တွေနဲ့သွေးသိမ့်တွေထွက်နေအောင်မှာပဲမြင်ရတွေ့ရတာလည်းစိတ်မကောင်းဘူးကျုပ်တို့လည်းဘာတွေဆက်ပြီးတော့ကူညီပေးရမှန်းလည်းမသိဘာတွေကိုကိုလုံနိုင်တာလည်းဘာမှမရှိတော့ဒီလိုပဲပြောနေရတော့တယ်ကိုကလည်းကူညီနိုင်တဲ့လောက်တော့တာမန်ပြည်သူတယောက်အနေနဲ့ထားတော့ကူညီနိုင်တာပေါ့ကူညီနေတဲ့လောက်တော့ဒါပေမဲ့ကိုကဲ့ အကူညီလောက်နဲ့တိုင်းပြည်လုံးနေတာနဲ့ရစင်ပါစနှမ်းပက်ယုံနေမဟုတ်တော့ဘူးဖွဲပက်ယုံဖြစ်နေတယ်အဲ့တော့ကျွန်တော်တိုင်းပြည်အေးချမ်းပါစေတော့အဖက်ဖက်ကအဖွဲ့အစည်းတွေလည်းရှော့လိုက်ပါတော့လို့ဒါပေမဲ့တတက်ဆန်ဆန်မင်းအောင်လိုင်းကဒီဇင်ဘာလောက်ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပြောပါကမှပဲဒီငလီရင်ကြီးကထားလို့တာဆိုတော့ဟင်းဒီမင်းဆိုကြီးသေးပါစေလို့ပဲစူတောင်းပါပဲအေးချမ်းမလားတော့မသိပါဘူးဗျာကျွန်တော်တို့တိုင်းပြည်ကိုအေးချမ်းစေခြင်းပြီး ဟုတ်လားသွေးညီနဲ့နေပုပ်စောနန်းတွေရနေပြီးတော့ပန်းရင်းနဲ့သင်းနဲ့အေးချမ်းနဲ့ပျော်ရွှင်တဲ့တိုင်းပြည်သူပြည်သားတွေကိုမြင်မြင်လာပြီဗျာကျုပ်တို့ကတော့တကယ်စိတ်မေးချမ်းသာဘူးစိတ်လုံးဝစိတ်မေးရဘူးစိတ်မချမ်းသာဘူးနေကလူကဘယ်နေရာကြည့်လိုက်ကြည့်လိုက်ခိုးဆိုးလူနိုင်ဘာဖြစ်လို့လဲဆိုတော့မေးချမ်းလို့ဖြစ်တာလေငတ်လို့ပြက်လို့ခိုးဆိုးလူနိုင်ဆိုတာဖြစ်လာတာလေဟိုးကိုဗစ်တုန်းကကြည်စမ်းလူလူကောင်းဆောင်တင်မြောက်ထားတဲ့လူလူကတင်မြောက်ထားတဲ့ခေါင်းဆောင်ရှိတော့ဟုတ်လားရောဂါတွေဖြစ်နေတဲ့ကြားတွေနဲ့လို့ပြောနေကြသေးတယ်။သိုးရိမ်စိတ်တွေကြားရရပဲကြည်နူးစရာတွေဖြစ်လာတယ် ဟုတ်လားလူတွေထင်ထားသလောက်ကြီးသေလိမ့်မယ်ပြစ်လိမ့်မယ်သေလိမ့်မယ်ဖြစ်လိမ့်မယ်ဆိုတဲ့ဂျားတွေကထင်ထားသလောက်ဖြစ်မလာကြဘူးဒီလိုမျိုးအဲ့လိုမျိုးပြည်သူခေါင်းဆောင်အုပ်ချုပ်တာကိုခံကျင်နေဗျာကျုပ်တို့ကတော့တကယ်ပြောတာခမားတို့လည်းအုပ်ချုပ်လို့ရပါတယ်ကျွန်တော်တို့လူသူကတင်မြောက်တယ်ဆိုရင်ခမားတို့လည်းအုပ်ချုပ်ပါကျုပ်တို့လည်းခမည်းတော်ကိုပန်ပိုးมาပဲအဲကျုပ်တို့ကတေမမြောက်ခွဲနဲ့ခမည်းတော်ကခမည်းတော်သဘောနဲ့ကိုယ်သဘောနဲ့ကိုတက်အုပ်ချုပ်နေလို့ဒီလိုပဲဒီတိုင်းကြီးဆက်ပြီးသွေးညီနဲ့နေနံပုတ်စောတွေနံအဖက်ဖက်က ယိုရင်းပျက်စီးပြီးတော့စုတ်ပြတ်တတ်နေတဲ့အတိုင်းပြည်ဖြစ်နေဦးမှာပဲဗျာအားလုံးအတိတရားတွေမြင်ကြပါတော့ရှိကြပါတော့မင်းလှုပ်ခြင်းတဲ့ပုံကိုယ်တွေလဲကိုယ်နဲ့မထိုက်တန်လို့ရှိရင်တော့ကိုယ်နဲ့မထိုက်တန်လို့ရှိရင်မင်းမပြောနဲ့ထမင်းတော်မစားဘူးကို့ပကံကြီးကိုစားလာဖို့ထက်လာလို့ဆိုတာတခါတလေခလုတ်တိုက်ပြီးကြာသွားတာရှိတယ်ဒါကကိုယ်နဲ့မထိုက်တဲ့ထမင်းပကံကိုစားမိမစားတဲ့သဘောပဲရှင်းလားခင်ဗျားတို့တွေဗျာအတိုင်းပြည်ကြီး ခမရတို့အာနာမသိငင်တော့ဆိုရင်ခမရတို့ရဲ့စီးစိမ်ကိုလူလူကလည်းမျက်စောင်းလည်းမထိုးပါဘူးဟုတ်လားခမရတို့စီးစိမ်ကိုရှိပါစေတော့ဆိုပြီးတော့ဘာလူမှလည်းမပြီးဘူးကျုပ်တို့ကျုပ်တို့တောင်းဆိုကျုပ်တို့တင်မြောက်တဲ့အစိုးရအုပ်ချုပ်သွားရင်ကျုပ်တို့10နှစ်15နှစ်ဆိုရင်တိုင်းပြည်ကပြန်ဖြစ်ပြီဟုတ်လားတိုင်းပြည်ကပြန်လည်းတင့်တယ်သွားပြီဆိုပြီးကျုပ်တို့ကဒီတိုင်းလေးနေနေတာခမရတို့ကမင်းဟုတ်လားထပြီးအာနာသိတဲ့ခါကျတော့တိုင်းပြည်ကထပြီးစုပ်ပြတ်တက်သွားတာတကယ်တမ်းတိုင်းပြည်အာနာသိလိုက်တဲ့ခေါင်းဆောင်တွေလည်းခမရတို့လည်းမချမ်းသာတော့ပါဘူးနေမအိညမအိစိတ်စင်းရဲခံနေရတာပါပဲခမရတို့လည်းနော် အခုလူထုကဘလို့တွေသွားပြီးတော့ခင်ဗျားတို့အာရသိမ့်တဲ့ချိန်မှာစဉ်းစားလဲဆိုတော့တိုင်းပြည်ပြက်ချင်းပြက်ပါစေတိုင်းပြည်ကပြန်နဲ့ထူထောင်ရင်15နှစ်20အတွင်းကိုဟိုဟုံဟုံတို့တက်သွားတယ်ပြည်သူကညှီလို့ရှိရင်ပြန်ပြီးတော့15နှစ်20အတွင်းကို ပြန်ပြီးဟုတ်လားဖွင့်ပြိုးနိုင်နေရဲ့ဆိုပြီးဒီလိုနဲ့စပြီးတိုက်ခဲ့ကြတာအမှန်တော့အခု၄နှစ်ကုန်သွားပြီသူ့ဘက်ကိုယ့်ဘက်အပေနာအထိနာပြည်ရင်ဆုံးချုံတကယ်တမ်းပညာရေးကျမ်းမာရေးလူမှုရေးတွေမှာကယ်ဆယ်ရေးတွေမှာတုံ့ကမဲ့ပတ်စံတွေကြီးစံတွေကြောင့်ကုန်နေတယ် တိုင်းပြည်အင်မတန်နေမိုးနေဗျာကျုပ်တို့အင်မတန်ကိုရင်နာရတယ်နော်ပြည်သူတွေလည်းလှုပ်ရှားနေတိုင်းမဆားရခမားတို့လည်းတွားနေတဲ့နေရာမတွားရဟိုလူကြောက်ရဒီလူကြောက်ရဟုတ်လားကိုကိုပြည်တွင်းနဲ့ကိုတွားတာတော့မှဟိုလူကြောက်ရဒီလူကြောက်ရကိုအင်ချင်းတောင်ကိုကြောက်နေရတာဗျာရှင်းရင်ပြောရရင်ကိုနဲ့ပကုန်းကြီးရှင်တွားနေတဲ့ကောင်အချင်းချင်းတောင်ခမားတို့လည်းပြန်ကြောက်နေရတာပဲဘယ်ကောင်သူ့လူလည်းဘယ်ကောင်ကိုလူလည်းမသိတဲ့အချိန်မှာခမားတို့လည်းမအေးချမ်းပါဘူးဒါဖြစ်နိုင်တဲ့အနေအထားတွေပါဖြစ်နေတဲ့အနေအထားတွေပဲမြင့်မြင့်ကိုတို့တွေပါပဲ မြတ်တို့လည်းပြည်သူကိုကိုကျင့်စာကိုကိုကိုလည်းကိုကျင့်စာပြီးရင်ရှော့တင်တာရှော့ပေးလိုက်ကြစမ်းပါဗျာဟုတ်ပြီလားလူလူတောင်းဆိုနေတာလေးကိုလှုပ်ပေးလိုက်လွတ်ပေးဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးလိုက်သူတို့ပြန်ရွေးကောက်ပွဲဒေါန်ဆန်းစုကြည်လှုပ်ပေးပြီးရွေးကောက်ပွဲကျင်းပါလို့ရှင်ဟုတ်လားခမရတို့ဖြစ်ချင်သူတို့ဖြစ်လာလိမ့်မယ်ဒါပေမဲ့ခမရတို့ရှုံးမှာပဲခမရတို့နာကြည့်နေတဲ့သူတွေကတဘုံကြီးအဲ့ဒီချိန်မှာသူတို့နိုင်တဲ့ပါတီကိုခမရတို့ဖျော့ပေးလိုက်အေးအေးဆေးဆေးလေးပြန်ဟာပြီးတော့တီတီငင်လေးပြန်ပြီးတိုင်းပြည်ကိုတီးဆောက်မယ်ဆိုရင် 10ရက်နဲ့15နှစ်အတွင်းခမရတို့ကျွန်တော်တို့အေဂျင့်တာရသွားမှာပါပြည်သူတွေလည်းကြမ်းမှာတိုင်းပြည်ကြီးလည်းကြမ်းမှာပညာရေးတွေလည်းကောင်းဟုတ်လားလူမှုရေးတွေလည်းလူမှုကယ်ဆယ်ရေးတွေလည်းကောင်းအားလုံးကပံ့ပိုးသူ့တော်သူ့ဘောသူနဲ့သူနဲ့ကိုချင်းစာသူကိုချင်းစာပြီးတော့ကိုညီသွားမယ်ဆိုရင်တိုင်းပြည်ဟာ15နှစ်အတွင်းပြန်ပြီးတော့ထူထောင်အောင်ဖြစ်ပါတယ်ဟုတ်ပြီလားအခုတော့ငါလုံးမှဖြစ်မယ်ငါလုံးမှဖြစ်မယ်ဆိုတော့ငါတကောဆန္ဒတွေပေါ့ငါရှိမှဖြစ်မယ်ငါလုံးမှဖြစ်မယ်ဆိုတော့အတ္တတွေကြောင့်မလို့တိုင်းပြည်ကတော်တော်ကြီးလဲနာနေပြီဗျာ ဲ့ဒါကျုပ်ပြောရင်လဲကျုပ်ကဟုတ်လားအစဲခံရအောင်မယ်အမုန်းခံရအောင်မယ်ဟုတ်လားဝရမ်းထုတ်ခံရအောင်မယ်ပြောနေတာပဲကျုပ်လက်ခံရင်ခံရမလို့ဆိုပြီးတော့ကျုပ်လက်မိုက်ပြီးပြောနေတာပဲမတတ်နိုင်ဘူးလေသေတနေ့မွေးတနေ့ဆိုတာအဲ့လိုမျိုးပဲဗျခင်ဗျားတို့လည်းအမြင်တရားတွေအတိတ်တရားတွေရှိကြပါဗျာတောင်းလဲတောင်းမှန်ပါတယ်မေတ္တာတွေလည်းပို့နေပါပြီခင်ဗျားတို့လည်းကြမ်းပါပါစေ အာဏာတွေလည်းမဆွဲလက်ပါနဲ့မဆွဲလမ်းပါနဲ့တော့ခင်ဗျားတို့ကြီးပွားချမ်းသာပြီးသားဥစ္စာတွေလည်းပြည်သူကလက်ညှိုးနေလည်းမထိုးဘူးမျက်စောင်းနေလည်းမထိုးဘူးခင်ဗျားတို့ရှိပြီးသားဟာယူတာတော်ဟုတ်လားသင်ဘယ်ဟာမှကိုတော်ဘာလို့အားလုံးကနေချင်းညချင်းတွေပဲကြီးလိုက်သမှာအိုးဒီနေ့ဆိုဟုတ်လားရွှေတိုင်းပိုင်ရှင်ကြီးတွေအမလေးပိုက်ချမ်းသာလိုက်တာကြီးကြီးတဲ့သေတော့ကိုတော်မပါဘူးသေတော့လည်းအသေးသေးပဲဘာမှကိုတော်မပါတဲ့အရာကြီးကိုတရားသဘောနဲ့မြင်သမ်းပါဗျဟုတ်လားအခုဆိုလို့ရှိရင်သင်္ခါရပါအားလုံးကဖြစ်ပြီးပြတ်မှာပါဆိုတော့ ဟော့ဟော့ပြီးတော့နေတဲ့ဖုံးကြီးတွေလည်းသူတို့လည်းမျက်ရည်ဆန်း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 နဲ့ဖြစ်ကုန်ပြီဒါဟာအင်မတန်မှမตายရတဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်ဗျာအားလုံးကိုချင်းစာစိတ်နဲ့ပဲရှင်းသာနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာနော်ကျုပ်တကယ်စိတ်နှလုံးမချမ်းသာဘူးဗျာတိုင်းပြည်အတွက်ငါကြီးတယ်ဗျာတကယ်ကိုမျက်ရည်ဝဲရပါတယ်